အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ဆေးဘက်ဝင်ပြီးဂမ်ဘီယာတိတ်တီတူတွေရှိတဲ့ဝါပင်တွေအကြောင်းကိုမျှဝေပေးသွားပါမယ်ပထမဆုံးအနေနဲ့ဝါမင်အကြောင်းကိုပြောပြပေးပါမယ်ဝါမင်လို့ခေါ်တဲ့ဝါတစ်မျိုးကိုတချို့ကဘေးရည်ရည်ကင်းမှုယောဂါစုတွေကကွယ်မှုအဆောင်သဘောမျိုးစိုက်ပျိုးကြတာပါအစီရင်ပိုင်းတွေမှာတော့အတိုက်ခိုက်တွေကိုဖယ်ရှားရမှာအသုံးပြုပါတယ်အိမ်တွေမှာတစ်ချောက်တွေတစ်ပလူတွေပါလာတဲ့အခါဝါမင်နဲ့စီမံဖြည့်ရှင်းနိုင်ပါတယ် အိမ်မှာဝါမင်းထားမယ်ဆိုရင်စစ်ရဖြစ်သုံးဖို့တထွားတမိုက်ထက်ပူပြီးမထားသင့်ပါဘူး။ဝါမင်းတံတောင်ခွေးမဟောင်လို့ဆိုရရှိပါသည်။အယိုးကြီးပေါင်းယောဂါရှိသူတွေကဆန်စည်းရည်နဲ့တွေ့လင်းကြပါသည်။တပတ်စည်ရက်လောက်မှတ်မှန်လေးရင်တက်တာပြောက်ကင်းတယ်လို့ပြောကြပါသည်။ယောဂါရည်ရင်တလားလောက်လင်းရတယ်လို့သိရပါသည်။ထိခိုက်ရောင်ရမ်းပွန့်ပစ်အတွင်းကြီးလက်ဝေထိုးလို့ရရှိတဲ့ဖူးရောင်ပေါက်ပြဲဒဏ်ရာတွေအတွက်ဝါမင်းကိုအမြင့်ပါအောင်ဒူပြီးအိုးနဲ့ပြုတ်ပြီးခက်နှွေးနှွေးရေချိုးပေးခြင်း တချို့ကိုစားကားနေတဲ့ထဲစုံမထူထောင်ပြီးကြောက်ထုတ်ထူးခြင်းဟာယူပြစ်တယ်လို့ချက်ချင်းတက်သားစေပြီးသုံးလေးရက်တပတ်ဆိုရင်ပျောက်ကင်းစေပါတယ်။နောက်တစ်မျိုးကတော့ဝါးစိန်ခေါ်ဝါးပလဲခေါ်ဝါးအမြုတွေအကြောင်းပြောပြပေးပါမယ်။၎င်းဝါးစိန်သည်ဝါးတစ်မျိုး၏အခေါင်းတွင်၌အမြုတွေသဘောဖြင့်တည်ရှိပြီးလျင်၆သွေသောအခါ၌၆ဖြူနုနုအစင်းဖြစ်လေလာပါတယ်။၎င်းသည်တန်မိုးရှိလာသဖြင့်တချို့သူတို့သည်၎င်းတွင်စင်တူယူမအတူပမှပြုလုပ်၍ရောင်းချတတ်ကြပါသည်။ အစစ်ဖြစ်သောဝါစိန်သည် ဖြူသောအရောက်ရှိသည်သို့သော၎င်းဖြူသောအရောက်တွင်ညိုသောအကွက်ကလေးများရှိ၎င်းကိုကြောက်ပြင်၌၎င်းတစ်သားများ၌၎င်းတွေးသည့်အခါတစုံတစ်ခုသောအရေးအကြောင်းများမထင်ပါဘူးပါဇက်နိုင်ငုံထားမှုလျင်မြန်စွာအရေးမပြောတတ်ပါဘူးလက်ချောင်းများနှင့်ဖိနှိပ်ရင်းလဲကြေးမွားခြင်းမရှိပါဘူးရင်းနှင့်ထိတွေ့ပါကရေကိုဆုပ်ယူပြီးနောက်ကြည်လင်သောအယောင်ဖြစ်ပေါ်လာပါသည်အထက်ပိုင်းကရဲတို့သည်ဝါးစိန်ဝါးပလဲ၏အစစ်ဟုသိနိုင်သောအရာများပဲဖြစ်ပါသည် ခမ်းမရအနေနဲ့ကတော့ယောက်ျားလေးကယောက်ျားလေးကိုမိန်းကလေးကမိန်းကလေးကိုယောက်ျားလေးကမိန်းကလေးကိုစားတယ်အပြန်အလန်ချစ်ကြိုက်တဲ့နေရာတွေမှာအသုံးပြုကြပါတယ်။၎င်းဝါပလဲကိုကျွမ်းကျင်တဲ့ပညာရှင်များကအကီးတဲ့လောက်ရက်လန်းတိုင်းကူးလန်းဖြောက်အသုံးချကြပါတယ်။လဝဲလန်းလက်ရလန်းနှစ်သွဲလုံးတွင်ထိရောက်သောအကျိုးဖြစ်ထင်မှုရှိသည်ဟုဆိုပါတယ်။ဝါစိန်ခေါ်ဝါပလဲတွေကိုတချို့ကျွမ်းကျင်ပညာရှင်ကြီးတွေကတော့အခရာလုပ်ငန်းတွေမှာအသုံးချတတ်ကြပါသေးတယ်။ ပယောဂါကုတုံးကျမ်းတွေမှာလည်းဝါပလဲတွေကိုအပွင့်ဆေးတွေဖော်ဆက်တဲ့နေရာမှာအသုံးပြုကြပါတယ်။ဝါစိန်သည်ဖန်ပြီးချို့တော့ရတာရှိပါတယ်။သွေးကိုစင်ကြယ်စေပါတယ်။သုတ်ကိုလည်းပွားများစေပြီးကာမအာတိုးစေတယ်လို့လည်းသိရပါတယ်။ဂမ်မီယာပညာရွက်တွေမှာအသုံးပြုတဲ့နောက်ထပ်ဝါတစ်မျိုးကတော့ဝါပြန်ပဲဖြစ်ပါတယ်။ဝါပြန်ဆိုဒီမှာဝါပင်တပင်ပေါ်၌အခြားတပင်အစ်စ်ထက်မှန်ပေါက်ရောက်ခြင်းအမျိုးမတူတဲ့အခြားပင်ပေါ်၌ဝါပင်ထက်မှန်ပေါက်နေခြင်းကိုဝါပြန်ဟုဆိုကြပါတယ်။ ဝါပြန်နိုင်စွမ်းနာတော့မဟုတ်ပါဘူးစင်ဦးကင်းလို့ခန့်အမြင့်ရှိတဲ့ဝါပြန်မှသာတိတ်ချီလန်အတွက်အသုံးဝင်ပြီးစွမ်းနာပါစင်တကောင်ရဲ့ဥကောင်းထံမြင့်ဒီကိုဆိုလိုတာပါရှားပါပစ္စည်းဖြစ်တာကြောင့်အဆောင်ရှောင်များကကွက်ဝက်ထားတတ်ကြပြီး တွေ့ရှိပါကအချိန်မဆိုင်ပဲရယူတင်တယ်လို့လေးကြဘူးပါသည်သူဟာညံချက်သုံးရမဲ့တိတ်ချီဝင်အမျိုးအစားဖြစ်ပြီးလာစမ်းရက်မှာတွေ့ရှိရယူထားတဲ့ဝါပြန်ဟာလက်ဖွင့်အစီရင်၌စွန့်ထက်၍လာစုပ်ရက်တွင်တွေ့ရှိရယူထားတဲ့ဝါပြန်သည် အန်ဒီယကင်းအစီရင်ကောင်းကြောင်းသိရပါသည်။ဝါပြန်သည်ဝါနဲ့မျိုးဖြစ်နေပါကမြည်သည့်အစီရင်မျှမစီရင်ပဲစောင့်ထားလျင်ပင်ဒုတ်ပြီးဓာပြီးကြောင်းအဆိုရှိခဲ့ကြပါသည်။ထို့သောသောဝါပြန်ကိုရရှိပိုင်ဆိုင်ပါကလက်တဆင့်စာပင်ဖြစ်ပါစီ။စုံ၊ကဝေး၊မြေပုံ၊တရေ၊တပတ်၊တစီစသည့်အမှောင်ပြောကားတို့အပြင်အိမ်တွင်းနှင့်ခွနဲ့ပါနှင့်အခြားသောကွင်းမိုင်နေပိုင်တွေကိုလိုအပ်သလိုအကူအညီတောင်းလို့ရပါသည်။တိတ်ထီထူးတဲ့ပစ္စည်းတစ်မျိုးပါ။ ဝါပြန့်သုံးမျိုးရှိပါသည်ဝါပြန့်နဲ့ဝါပြန့်ဇောက်ထိုးဝါပြန့်တို့ပဲဖြစ်ကြပါသည်ဝါပြန့်နဲ့ကတော့အစွမ်းဆုံးပါဝါပြန့်ဇောက်ထိုးကတော့ဇောကနီဇောကနက်တွေကိုတောင်းနိုင်နေပါသည်ပုံမှန်ဝါပြန့်ကတော့အပေါ်မှာပြောခဲ့တဲ့အတိုင်းပဲစွမ်းပါသည်ဝါပြန့်မှာအခေါင်းပေါက်ထက်အစ်စ်ပိတ်ကပိုစွမ်းပါသည်မိတို့ပင်ဖြစ်ပါစီဝါပြန့်ကိုရရှိလာခဲ့တဲ့ဆိုရင်တိတ်ထင်စတာကိုအဆုံးလုပ်ရပါသည်တခါကကျုပ်တို့အဖွဲ့ဝါပြန့်အနေနဲ့တိုက်တွေ့ခဲ့ပုံကိုလည်းပြန်လည်မျှဝေပါဦးမည် အလုံးကြီးဝါးများဝါယုံကြီးတစ်ခုကဲ့သို့ပေါင်နေသော အောက်ခံအပင်သည်လည်းအမျိုးသားလေးဦးဘက်ကကြီးမာလာတဲ့ရောင်မင်းကြီးတစ်ပင်ဖြစ်ပါသည်။ပေကျိုးဖြင့်တိုင်းတာကြီးတဲ့အခါအမြင့်ပင်ဆက်နက်ပင်၌ပေါရောက်နေသောဝါပြန်များဖြစ်သည်ဖြင့်စေဦးကင်းတရက်ကျော်ပင်လွတ်သောအမြင့်ပင်ဖြစ်ပါသည်။ကျွန်ုံပိတ်ဆွေမခုတ်ယူမီသူ၏ရှေ့၌ဆရာသုံးဦးလာရောက်ခုတ်ယူကြပါသည်တည်းမအောင်မြင်ခဲ့ကြပြီ။ပွဲများပေး၍ခုတ်ယူကြတော့လေအပင်ပေါ်ရောက်သည့်အချိန်မိသည့်အရာကကန်ချလိုက်မယ်မသိဘဲပြုတ်ကျ၍ခြေထောက်ကျိုးသွားပေတယ်။ ရင်ဘက်၌တထောင်ကျော်ကန့်ချေရလိုမျိုးအရာကြီးတစ်ခုပါပေါ်နေပါသည်။တဘာဝလုံးကိစ္စရပ်များဖြစ်သောကြောင့်ယုံကြည်ခြင်းမယုံကြည်ခြင်းများအလက်ခံပါသည်။မိမိတို့ထင်ကျင်သလိုတွေးထင်နိုင်ပါသည်။နောက်ထပ်ဂမ်ဘီယာပညာရပ်တွေမှာအသုံးပြုပြီးအလွန်ရှားပါတဲ့ဝါဒမျိုးကတော့နှစ်ထပ်ဝါပဲဖြစ်ပါသည်။နှစ်ထက်ဝါဆိုတာကအင်မတန်မှရှားပါတဲ့ဂမ်ဘီယာဝါမျိုးစားဖြစ်တာကြောင့်အင်တာနက်ပေါ်မှာမတွေ့နိုင်ပါဘူး။ဒါကြောင့်နှစ်ထက်ဝါပုံကိုဖော်ပြပေးနိုင်ခြင်းမရှိပါဘူး။ ။ဝါပင်တွေဟာပုံမှန်အားဖြင့်အခေါင်းပေါက်အတွင်းရှိနေတတ်ပေမယ့်ဒီဝါကတော့အဲ့ဒီအခေါင်းထဲမှာနောက်ထပ်အခေါင်းပေါက်ပါတဲ့ဝါအသွင်းနှစ်ထပ်ဝါပုံစံရှိနေတတ်တာမျိုးပါ။ဝါလုံးကြီးတစ်ခုထဲမှာဝါလုံးအသေးတစ်ခုကိုစွတ်ထားတာနဲ့ပုံစံတူပါသည်။အတွင်းမှာကတ်နေပြီးအလွယ်တကူခွာထုတ်လို့မရပါဘူး။ဒါဝိုသီးတဲ့လိန်ညာလူတို့ကရိုးရိုးဝါးတွေကိုနှစ်ထပ်ပုံစံကော်နေကပ်ပြီးလိန်ညာရောင်းချနေကြတာကိုလည်းတွေ့ရပါသည် နှစ်ထဝအစီရေကမီယအစွမ်းကတော့ပိယဒိဋ္ဌိတူးမရှိလို့တောင်းဆိုထားပါတယ်။လူကြည့်လူခင်များအောင်ပြုလုပ်တဲ့နေရာမှာအထူးသုံးဝင်ပါတယ်။နောက်ထပ်ကမီယဝါတစ်မျိုးကတော့နှစ်ပါဝါပါတိတ်ကြီးဝေနှစ်ပါဝါကိုလာပြည့်နေ့နဲ့နဲ့မှာအမွှေးနဲ့သာပတ်ပြန်ပြီးတစ်ဖက်ကိုရွှေမင်းသုံးကျန်တစ်ဖက်ကိုငွေမင်းသုံးပါကထူထုပ်တုပ်ပြီးတီးသန့်ခုံတစ်ခုပေါ်တင်ထားပါက ဝင်းဝင်းနဲ့စတိုးတယ်လို့ဆိုကြပါတယ်။တချို့ကလည်းဝါနှစ်ပေါက်သေးကိုအမွှေးတိုင်းထုံပြီးဖျားမှာကတ်လူပူဇော်လေးရှိကြပါတယ်။ နောက်ထပ်ကမ္ဘာဆန်ရတွေမှာဝါတမျိုးကတော့ဝါးနွယ်အကြောင်းပဲဖြစ်ပါတယ်။ဝါးနွယ်ဆိုတာကြတော့သဘာဝလျောက်ဖြစ်ပေါ်နေတဲ့အကွင်းဝိုင်းပုံစံရှိတဲ့ဝါးမျိုးကိုဆိုလိုခြင်းဖြစ်ပါတယ်။တချို့ကလည်းတေကွင်းနဲ့ဆင်တူတာကြောင့်ဝါးခွင်းလို့ခေါ်ဆိုကြပါတယ်။တချို့စီးပွားရေးသမားတွေကဝါးပင်ငယ်တဲ့အချိန်မှာလူတဲ့ပုံစံရအောင်ပြုပြင်ပြီးကြီးလာတဲ့အခါဝါးနွယ်ဆိုပြီးရောင်းချတတ်ကြပါတယ်။ဝါးနွယ်အစစ်မဟုတ်တဲ့အတွက်ဘာအစွမ်းတက်တီမှမရှိပါဘူး။သဘာဝလျောက်ဖြစ်ပေါ်နေတဲ့ဝါးနွယ်ကသာအစွမ်းတက်တီတွေရှိမှဖြစ်ပါတယ်။ ေးရန်ကင်းစေဖို့အတွက်ဂမ်ဘီယာအစီအရင်တွေမှာအသုံးပြုတတ်ကြပါသည်။ဝါနယ်စစ်ကိုအိမ်မှာဆောင်ထားရင် BNDA ကင်းရှင်းပြီးမိဘ BNDA ကိုလည်းကာကွယ်ပေးပါသည်။မိုးကျူ BNDA တွေကိုလည်းကာကွယ်ပေးနိုင်စေရှိတယ်လို့ဆိုကြပါသေးတယ်။ထို့ပေမဲ့ဒီအဆောင်ကိုဆောင်ထားမယ်ဆိုရင်ဘေးထွက်ဆိုကျူတစ်ခုလည်းရှိပြန်ပါသည်။အဲ့ဒါကတော့လက်ကွင်းတက်ပါသည်။လက်ပိတ်ပြီးငွေမဝင်ဖြစ်တတ်တယ်လို့လည်းသိရပါသည်။ကမ်ဘီယာသဘောအရစနစ်တကျစီမံပြီးအသုံးချတတ်မှအကျိုးရှိတာဖြစ်လို့ နားမလည်မတွေ့ကြရင်မဆောင်ထားတာကောင်းပါသေး။နောက်ဆုံးတစ်ခုအနေနဲ့ကတော့ရှားပါမြမဝါနဲ့အကြောင်းကိုပြောပြပေးသွားပါမယ်။ရှေးရောက်မြန်မာနိုင်ငံသားတို့သည်ဝါနဲ့ရွယ်ဝါနဲ့မြစ်ကိုစေဝါအပြင်မိဘအသုံးပြုကြပါသေး။ဝါနဲ့ပင်သည်ဂျပန်နိုင်ငံမှာအများဆုံးစိုက်ပျိုးအသုံးပြုတာတွေ့ရပါသေး။မြန်မာနိုင်ငံတွင်လည်းတွေ့ရှိရပါသေး။သို့သောရှားပါသောဝါမျိုးတစ်မျိုးဖြစ်ပါသေး။ကမ်ဘီယာအနေနဲ့ကတော့ဝါနဲ့ပင်မှာဝါပြန်ဝါနွယ်ဝါမြူတွေဝါပလဲနှစ်ထပ်ဝါစသည်ရှားပါပုံစံများဖြစ်ပေါ်နေပါက အလွန်အစွမ်းထက်သည်ဟုဆိုရရှိပါသည်။ထို့ကြောင့်ဂမ်မီယာပုံသဏ္ဍာန်ဝါနက်ကိုတွေ့ခဲ့ရင်တင်ထားကြပါလို့တိုက်တွန်းလိုပါသည်။သမားတော်ကြီးများကစေဝါအဖြစ်လည်းအသုံးပြုကြပါသည်။စီယောကခေါင်းကိုက်အကြောတက်ခြင်းများအတွက်ဝါနက်အရွယ်ဝါနက်အမြစ်တို့ကို၃ခွက်တစ်ခွက်ကြိုပြေးတောက်လျင်ပျောက်ကင်းတတ်သာသည်ဟုသိရှိရပါသည်။အသေးရောင်တဝါဖြစ်၍ယောဂါလုံနေတဲ့လူတစ်ယောက်ကဝါနက်အရွယ်ထိတ်ဖူးလက်တစိကဆုပ်ခူးပြီး၃ခွက်တစ်ခွက်ကြိုတောက်ရ၂နာရီအကြာစီးနီစီဝါများသွားပြီး နောက်ထပ်တခွက်တိုက်ရာစီးပြူသွားကပျောက်ရင်းတက်တာသွားသည်ဟုလည်းသိရှိရပါသည်